။အိမ်မဲမြို့နယ်အတွင်းကျေးရွာတွေမှာဖေဖော်ဝါရီလ9ရက်နေ့ကဖြစ်ပွားခဲ့တဲ့အသက်2နှစ်အရွယ်မိန်းကလေးငယ်တဦးဟာအသက်သေဆုံးတဲ့အထိအရမပြုချင်ပြီးနောက်ထွက်ပြေးတိမ်းရှောင်နေခဲ့တဲ့တရေခံလို့ဆွဆွဲခံရသူဟာဖေဖော်ဝါရီလ18ရက်နေ့မှာဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိပါရသည်။ ကျောင်းအိမ်နံကျွော်အုပ်စုကလကုန်းကျွော်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလ9ရက်နေ့ကအိမ်မဲမြို့နယ်ကျောင်းအိမ်နံကျွော်အုပ်စုကလကုန်းကျွော်မှာကျွော်နေသူတအူးဟာအနည်းရှိကျွော်တရာတို့ဈေးသွားရောက်ရောက်ချပြီးနောက်ည10နာရီခန့်မှာနေသူပြန်လည်ရောက်ရှိခဲ့ပြီးနေအိမ်မှာရေးရသမီးတအူးဖြစ်သူနဲ့ထိုင်းနိုင်ငံမှာမိဘနှစ်ပါးစလုံးအလုပ်သွားသဖြင့်အိမ်တွင်နေထိုင်သူအသက်2နှစ်အရွယ်မြီးတော်ဆက်သူတို့မှာခြံတော်တစ်လုံးဖြင့်အိပ်စက်အနားယူခဲ့ကြောင်းရက်မှတ်တများရသိရပါတယ်ဖေဖော်ဝါရီလ6ရက်နေ့နနက်4နာရီခန့်မှာတော့မြီးတော်ဆက်သူနဲ့အတူအိပ်စက်နေတဲ့သမီးဖြစ်သူ ူမှကလေးငယ်ဟာခန္ဓာကိုယ်တစ်ခုလုံးအေးဆက်တောင့်တင်းနေရလို့ငိုရလျက်လာရောက်ခေါ်နှိုးတော့ကြောင့်မိတော်ဆက်သူကိုစစ်ဆေးကြည့်ရှုရမှာဝဲဘက်နဘူးအဆက်မှာပုံဘက်ဒဏ်ရာတစ်ချက်ဝဲဘက်ပါမှာပုံဘက်ဒဏ်ရာတစ်ချက်နဲ့မအင်္ဂါဆက်မှာသွေးများယိုစီးပြီးတေဆုံးနေတာကိုတွေ့ရကြောင်းရဲမှတ်တမ်းများအရသိရပါဗျ။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးသမီးယာမေးမြန်းရမှာတရင်နေနေသူမရဲ့ခင်မုံဖြစ်သူမှာဖေဖော်ဝါရီလ9ရက်နေ့နနက်9နာရီခန်းကကလေးငယ်ဟာအူစုပန်းဈေးရောက်တဲ့နေရာသို့ခေါ်ဆောင်သွားပြီးမယ်လို့ဆိုကနေမှခေါ်ဆောင်သွားကြောင်းညစိန်နာရီအချိန်ကတည်းကခမုံးတွေကကလေးငယ်ကိုပြန်လဲပွက်ချီကနေသူပြန်လဲခေါ်ဆောင်လာပြီးဇနီးအားကလေးဖြစ်သူအိတ်နေရလို့ပြောဆိုကကျွန်တော်အတွင်းသို့ထည့်သွင်းပေးခဲ့ကြောင်းအဲ့ဒီနောက်သူဟာနေအပြင်ဘက်သို့ထွက်ထိုင်နေခဲ့ပြီးကလေးငယ်တေဆုံးနေကြောင်းသိရှိရချိန်မှာနေအတွင်မရှိတော့ဘဲထွက်ပြေးတေးချောင်သွားခဲ့တာဖြစ်ကြောင်းရဲမှတ် များအရသိရပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးလူကောင်းကျွန်းနေမြေရဲစခန်းတို့တိုင်ကြားခဲ့ရာကျွလွန်သူဟုဆွဆဲခံရသူမှထွက်ပြေးတိမ်းရှောင်နေခဲ့ပြီးလူကောင်းကျွန်းနေမြေရဲစခန်းရှိရဲတပ်ဖွဲ့ဝင်များမှလိုင်းလံရှာဖွေရမှာအိမ်မဲမျိုးနဲ့ရှိဆွဆဲခံရသူရဲ့မိခင်နေထိုင်ရာနေအိမ်နဲ့နှိစက်တဲ့တောဆက်အတွင်းမှာနေထိုင်နေတဲ့အတွက်ဖေဖော်ဝါရီလ18ရက်နေ့နေ့လယ်တနာရီကမှဖမ်းဆီးရမိခဲ့ကြောင်းသိရပါဗျ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးလူကောင်းကျောနယ်မြေရဲစခန်းမှာအသက်နှစ်နှစ်အရွယ်ကလေးအားအသက်သေဆုံးတဲ့အထိအရမပြုချင်းခဲ့တယ်လို့စွပ်စွဲခံထားရသူအမျိုးသားကိုပါလင်းမြင့်ဆောင်2019ပြည်မှုဆိုင်ရာဥပဒေပုံမှာ300နဲ့306ပြားပြင်အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရပါတယ်။